လေးရောင်းတာဒီမှာတော့နှစ်နှစ်ကျော်သုံးနှစ်လောက်တော့ရှိပြီသမီးကူလေးကမွေးမြူရေးစားလုပ်တယ်လေမွေးမြူရေးလုပ်တယ်အဲမွေးမြူရေးအဆင်မပြေလို့ကျောင်းရောင်းတာဟုတ်တယ်သမီးမွေးမြူရေးအဆင်မပြေဘူးကွာစားပြေးရတဲ့ငါတော့သမီးရဲ့ကိုပိုင်အလုပ်ကွယ်ကူလေးရောအသက်ရွယ်နေကြတော့ပြန်သွားလုပ်လို့အဆင်မပြေတော့အော်ကိုပိုင်လုပ်ဆိုတော့သူများကဆဲရလဲမခံနိုင်တော့ဘူးလေဒီအသက်ရွယ်ကြီးနဲ့ကြာအော်ဦးလေးတို့ဒါကကိုပိုင်လုပ်ဆိုတော့ကိုထွက်ချင်းလဲဖြစ်တယ်မထွက်ချင်းလဲဖြစ်တယ်ကျမကြီးမကောင်းလို့နားလို့လေရတယ် ဟိုထဲမဲ့လူမရှိဘူးပေါ့ဒီနေ့ဟိုကိုကလေးနဲ့ကိုဆိုတဲ့အခါကျတော့သူများပြောရမလို့ဘူးပေါ့ဦးဒီလေးရတစ်ထောင်ကို၄ခုရောင်းတယ်ဗျာဘုရားကျော်လေးတွေလည်းတစ်ထောင်ကို၄ခုပါပဲကျောင်းမူကတော့900၊ကျက်တုံကတော့900၊အာလူပြားလေးတွေက900ဗျာအဲဦးလေးကတနေ့ကိုအများကြီးတော့မရှိနိုင်ဘူးတနေ့ကိုတစ်ထောင်တစ်ထောင်ရှိတယ်ဦးလေးဝင်းလေးရောက်သွားရင်ဦးလေးရောက်ကြတယ်မှာမွေးငါ့လူတွေ ီမှာတော့ဘူးစီကျော်ရမယ်ဗျာကျော်ရမယ်ပြောင်းမှုကျော်ကျက်သွန်ကျော်နောက်ပြီးတော့ပဇွန်ကျော်ငားကျော်ငုံကျော်ကော်ပြန့်ကျော်အာလူးကျော်နော်ဘူးစီလေးရတထောင်ဖို့၄ခုရောင်းတယ်ခင်ဗျာကျော်လေးတွေကလည်းတထောင်ဖို့၄ခုပါပဲပြောင်းမှုကတော့900ကျက်သွန်ကတော့900အာလူးပြားလေးတွေက900သူပြီးတော့ငုံကတထောင်ပဇွန်ကတထောင်ငားကတထောင်အာလူးပိုးတွေကတထောင်ကော်ပြန့်လေးတွေကတော့900သမီး၃လိပ်ကို2000ပါ အဲဦးလေးရောင်းတာဒီမှာတော့နှစ်နှစ်ကျော်သုံးနှစ်လောက်တော့ရှိပြီသမီးရေဒီသုံးနှစ်ကျော်ကဘာလုပ်တော့လဲဦးလေးကမွေးမြူရေးစားလုပ်တယ်လေမွေးမြူရေးလုပ်တယ်အဲမွေးမြူရေးအဆင်မပြေလို့ရောင်းတာဟုတ်တယ်သမီးမွေးမြူရေးအဆင်မပြေဘူးကွာစားသွေးရတဲ့မကြိုက်တော့ဦးလေးသမီးရေအဲ့ဒါနဲ့ဦးလေးလည်းကျော်လေးထွက်ရောင်းတယ်အဲကျော်တော့တော့မစိုးပါဘူးသမီးရောင်းလို့ဦးအားသူအရှင်လေးပြည်တဲ့နေရာလေးတွေဆိုရင်တော့မိသားစု၃လောက်ထမင်းစားလို့ရပါတယ် အဲဦးလေးကအခုပြောင်းလာမှဒီနေရာမှာရောင်းတာနှစ်နှစ်ကျော်သုံးနှစ်လောက်ရှိသွားပြီအဦးလေးအများကြီးမကုန်သေးမုန်းနဲ့ကတပီလေးလုံးလောက်ပဲနှစ်ပီလောက်ပဲကုန်တယ်ရောင်းကောင်းတဲ့ခါကျရင်နှစ်ပီလောက်ကုန်တယ်ပုံမှန်တော့တပီလေးလုံးလောက်ကုန်ပါတယ်အဲဒီလုံလေးနဲ့ဟိုနှမောသမီးရဲ့ ကိုလောရတဲ့လောရလမ်းမမှာလောရတယ်ဆိုတော့တရေသုံးတော့သုံးလို့မရဘူးပေါ့မိသားစု၄၅ယောက်ကတော့ပုံမှန်လေးလုပ်ရင်စားရပါတယ်လောက်လောက်ငန်းငန်းလေးပေါ့ပုံမှန်လေးပေါ့ဆိုတော့လို့ပေါ့အရမ်းမလာသုံးမယ်ဆိုတော့မလောက်ဘူးပေါ့တမီးအမှန်တော့မရှိဘူးတမီးရဲ့တိုးကလေတစ်ခါလေကြောက်လေလူကတအားကြတယ်ဦးလေးတို့နှစ်ယောက်တည်းဟိုခါကြလက်မလဲဘူးပေါ့ခါလေကြောက်တော့လေဦးလေးငေါတော့ထိုင်နေရတယ်အဲ့လိုမျိုးလေးရှိတယ် မမှန်ဘူးလေတမီးဟိုစားတဲ့လူစုံဝမ်းရင်တော့လာဟိုတားကြွားတာပေါ့နော်သူကတမီးကဒီမှာလာစားတဲ့ခါကျတော့ဘူးစီကြော်လေးတွေကဟိုဘူးစီကြော်လေးစားတာကောင်းတယ်ပေါ့နော်အကြော်လေးကမုန်းနေလေးပပလေးနဲ့စားလို့ကောင်းတယ်သူအချင်းလေးကလည်းကောင်းတယ်ပေါ့ဟိုစကားပြောဆိုရလဲဘာပဲဖြစ်ဖြစ်ဒီလိုတော့ဗုဒ္ဓဘာသာဆိုတော့ယဉ်ကြီးလေးပဲလေပြောကြတဲ့ခါကျတော့အဲဆက်ဆံလေးလည်းကောင်းတယ်ပေါ့အဲ့လိုနဲ့လာစားပြီးအပေါင်းကြီးတွေပါဖြစ်သွားတာပေါ့တမီးရယောက်ျားလေးတွေကြတော့လည်းမိန်းကလေးတွေကြတော့လည်းဒီပဲ ။ကူရဲတမီးတို့အားပေးတယ်နော်။အဲဒါမျိုးပေါ့။ဒီပါတမီးတင်ပါတယ်တမီးရဲ့ပေါ့။လူလေးနဲ့ပဲရောင်းချစားနေရတာပေါ့ဗျ။ငါတော့တမီးရဲ့ကိုပိုင်အလုပ်ကွယ်။ဦးလေးရောအသက်ရွယ်နေကြတော့ပြန်သွားလုပ်လို့အဆင်မပြေတော့ဘူး။အော်ကိုပိုင်လုပ်ဆိုတော့တမီးရကဆဲရလည်းမခံနိုင်တော့ဘူးလေ။ဒီအသက်ရွယ်နေကြတော့အဲဦးလေးတို့ကြာရကိုပိုင်လုပ်ဆိုတော့ကိုထွက်ချင်းလဲဖြစ်တယ်။မထွက်ချင်းလဲဖြစ်တယ်။ကျမကြီးမကောင်းလို့နားလို့လည်းရတယ်။ဟိုဆဲမဲ့လို့မရှိဘူးပေါ့တမီးရဲ့။ ကိုယ်ဟာလေးနဲ့ကိုယ်ဆိုတဲ့အခါကျတော့သူများပြောရမှမလိုဘူးပေါ့ကျင်းရတော့တမီးရဦးလေးရဟုတ်တာလေရုပ်သီးကိုကျတော့ဦးလေးရပြုတ်လိုက်တယ်အရှင်လေးကရုပ်သီးပြုတ်လိုက်တယ်ပြီးလို့ရှိရင်အဲ့ထဲမှာထင်းရဲ့ရေပါတယ်ပြီးမကြီးရေပါတယ်အဲပြီးလို့ရှိရင်ဟိုကိုချုံမုတ်လေးပေါ့နော်စားပဲသုံးတယ်ဦးလေးရငပြားရင်မသုံးပါတော့တက်တက်လို့စားတဲ့လူတွေကြတော့လေ ဟိုသူတို့အတွက်မလွတ်မှာဆိုလို့အဲစားလေးသုံးတယ်ပြီးလို့ရှိရင်ဟိုဖဲမုံလေးပါထည့်တာပေါ့နော်ကြက်သားမုံတွေပါယူလေးကမထည့်ဘူးလူမျိုးလေးပဲဖြော်တာပေါ့သူတို့သူတို့ကတော့အများဆုံးအားဖြင့်တော့တမီးရဲ့ဟိုတရားမှာအခုဆိုရင်ဒီရောင်းလာနှစ်နှစ်ကျော်ပြီပေါ့တတ်ရှင်းမှုပေါ့နော်အဲတမျိုးကန်တစ်ခါရေးဆေးပြီးတော့အဲ့လိုလက်ကလေးနဲ့ဒါမှမဟုတ်ဒီညက်ကတော့ဦးလေးစရောင်းနဲ့ညက်နဲ့သုံးတယ် ညနေသုံးတယ်ပြီးလို့ရှိရင်ပစ္စည်းကိုကြတော့လဲတနေ့တာပဲတနေ့တာဟာပဲဒီကျက်သုံးဆိုဒီကြောင်မှလီးတယ်ဟိုကျက်သုံးကဟိုတချို့ကပြောကြတာဟိုအနံ့ဆွဲတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဦးလေးရမြို့တော့အိမ်မှာလီးမလာဘူးလို့ဒီမိတ်ဒီကြောင်မှလီးရကုံကြောက်လေးကြော်တင်လိုက်ကုံကြောက်လေးကြော်တင်လိုက်အဲ့လိုပဲလုပ်တယ်ပါဆယ်ဝယ်တဲ့သူဒီမှာထိုင်စားတဲ့လူနဲ့ပါဆယ်ဝယ်တဲ့လူနဲ့ဆိုပါဆယ်ဝယ်တဲ့လူကသုံးလုံးနှစ်ချိုးတော့များထိုင်စားတာကဒါအခုဒါဒါဒါလေးပဲရှိသေးတယ် တခါလေလည်းပြည့်သွားတာပေါ့နော်သူများခုံတွေမှာသွားသက်ထိုင်ရအောင်အဲအဲဦးလေးကတနေ့ကိုအများကြီးပါမရှိနိုင်အောင်တနေ့ကိုတထောင်တထောင်ရှိတယ်ဦးလေးဝင်းလေးရောက်သွားရင်ဦးလေးရောက်ကတည်းကမွေးငါလှူတယ်အော်ကျော်ရောင်းလဲလှူတယ်အဲကျော်ရောင်းလဲလှူတယ်ဦးလေးမွေးမြေလှုပ်လဲလှူတယ်အဲ့ဒါတော့နှစ်တိုင်းလှုပ်တာအဲ့ဒါတော့ဘယ်နေရာမှာနေနေပေါ့နော်အဲ့ဒါတော့နှစ်တိုင်းဝင်းနေတိုင်းကိုလှုပ်တယ် အဲဦးလျာမင်းနမလန်းဒီဘိုးချုပ်လန်းအနီးပေါ့နော်ဖူးဆောက်လို့ရေးရွှေကဘာအရှိပေါ့အဲအိုင်နာလေးမှာကားလန်းပေးမှာဒီဘက်ချမ်းမှာမရှိဘူးဟိုဘက်ချမ်းမှာရှိပါတယ်အဲဦးလျာနှစ်နာရီရရင်ပြီးတော့ည9နာရီပဲ10နာရီဖြတ်ပါတယ်အဲ9နာရီ10နာရီဖြတ်ပါတယ်အဲနောက်ဆောက်လို့ရပါတယ်ဖူးလေးစားရပါတယ်အေးနေရင်လည်းဦးလျာပြန်နှွေးပေးပါဆိုရင်ပြန်နှွေးပေးပါတယ်